စကိုင်းတိုင်းမင်းကြီးမြို့နယ်ပောက်ကောက်ဖတောင်ဝန်ခံအောင် CDN ဆေးရုံအုပ်ကြီးဒေါက်တာခင်တူလင်ကိုလုပ်ငန်းဆိုင်ရာစီရင်စရာတွေနဲ့အခွန်ငွေကျပ်သိန်းပေါင်း3000ကျော်ပြန်လည်အနှင်းရအတွက်အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမဲ့မရတာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့အမျိုးသားညညရဲ့အဆိုအရ NUG ပြည်ထရေးဝန်ကြီးဌာနကဒီဇင်ဘာ၁ရက်နေ့မနေ့ကရှင်းလင်းထုတ်ပြန်ပါတယ်။ဒေါက်တာခင်တူလင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတင်သောကြီးရွာကသူ့ဈေးကမှာနိုဝင်ဘာ30ရက်ကဖမ်းဆီးခဲ့တာပါ။အဲ့ဒီဖမ်းဆီးမှုမှာ စီရီအန်ဆရာဝန်ကြီးတူဦးကိုပေါအောင်ပေါအဖွဲ့ဝင်တွေကရုံးရင်ဆန်ကပ်ဖြစ်အောင်ပြုလုပ်ခဲ့တယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒေါက်တာခင်းတူလင်းဟောင်း2021ဧပြီ17ရက်ကနေ2024စက်တင်ဘာ19ရက်အထိမင်းကဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တောင်ဝန်ခံဖြစ်တောင်ဝန်ထမ်းဆောင်ခဲ့ပြီးအဲ့ဒီနောက်တောင်ဝန်ကနေရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုံးလုပ်ငန်းတော်ပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုမင်းကဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်ရှိတောင်ဝန်ခံစီလွှဲပြောင်းပေးဖို့ တရားဝင် အကြံကြံတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူဟာမင်းကင်းမြို့နယ်ပောက်ကောက်ဖောက်ကနေငှားရမ်းပေးထားတဲ့ AK47 တနက်တလောက်ကိုပြန်လည်အနှံ့ချင်းမရှိသလိုပြည်သူ့ကာကွယ်အဖွဲ့ရဲ့အခွန်ငွေ30ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သိန်း3000ကျော်ကိုပြန်လည်ပေးအပ်ချင်းမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီကိစ္စတွေကိုဖြေရှင်းဖို့နှစ်နဲ့ချီပြီးညှိနှိုင်းဆောက်ဆိုင်ခဲ့ပေမဲ့လာရောက်ညှိနှိုင်းဖြေရှင်းခြင်းမရှိခဲ့ဘူးလို့ NUG ပြည်ထဲရေးကထုတ်ပြန်ထားတာဖြစ်ပါရှင်။